Okay ကျွန်တော်တို့ account ဖွင့်တာအောင်မြင်သွားပြီဆိုရင်ဒီနေရာမှာကျွန်တော်တို့ငွေဘယ်လိုသွင်းရမလဲ Okay ငွေသွင်းဖို့အတွက်အရင်ဆုံးပေါ့နော်ဒီနေရာမှာဒီမှာကျွန်တော်ဆိုတဲ့နေရာလေးကိုတစ်ချက်သွားလိုက်ပါနော်တကယ်လို့ဒီနေရာမှာမိတ်ဆွေတို့ဒီစာတက်လေးကအင်္ဂလိပ်လိုဖြစ်နေတယ်ဆိုရင် upon နဲ့ဆွဲပါ upon နဲ့ဆွဲပြီးတော့ဒီနေရာမှာဘာသာစကားဆိုတဲ့နေရာလေးပေါ့နော်ဒီနေရာမှာဘာသာလို့ရေးချက်လိုက်ပါနော် Okay ပြီးရင်ဒီမှာငွေသွင်းဖို့အတွက်ကျွန်တော်တို့ဒီမှာငွေသွင်းဆိုတာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါနော် Okay ငွေသွင်းဆိုတာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါ ီနေရာမှာကျွန်တော်တို့ KVZ ban နဲ့လည်းသွင်းလို့ရတယ်ပြီးတော့ KVZ pay နဲ့လည်းသွင်းလို့ရတယ် GUSD နဲ့လည်းသွင်းလို့ရတယ် WIP pay နဲ့လည်းသွင်းလို့ရတယ်ပေါ့နော်ဘာနဲ့ပဲသွင်းသွင်းတော့ဒီမှာ तू က USDT နဲ့သွင်းမယ်ဆိုရင်ပေါ့နော်ဒီမှာ2%ပဲပေးတယ်ပေါ့နော်ကျန်တာကကျွန်တော်တို့ KB ပဲသွင်းသွင်း KVZ ban ပဲသွင်းသွင်း WIP ပဲသွင်းသွင်းပေါ့နော်ဒီမှာ तू 5%ပေါ့နော်5%ပေးပါတယ်ဒီ5%ကဘာလဲဆိုရင်ကျွန်တော်တို့ငွေသွင်းတဲ့ amount ပေါ့ तू က5% bonus ပေးတာပေါ့နော်တည်တံ့တာကျွန်တော်တို့ငွေသွင်းတဲ့အတွက် okay ဒါကကျွန်တော်တို့ဒီနေရာမှာတကယ်လို့ KP နဲ့သွဲမယ်ဆိုရင် KP ကိုတစ်ချက်လောက်ဆက်လက်လုပ်လိုက်ပါ KP ကိုဆက်လက်လုပ်ပြီးတော့ကျွန်တော်တို့သွဲမယ် amount ကိုရွှေ့လိုက်ပါနော်တသိန်းသွဲမယ်ဆိုရင်ဒီနေရာမှာတသိန်းလို့တသိန်းကိုဆက်လက်လုပ်လိုက်ရပါတယ်ဒါမှမဟုတ်ကိုယ့်အကူလည်းရေးလို့ရပါနော်တသိန်းကိုသွဲမယ်ဆိုရင်ဒီမှာတသိန်းပဲပါနော်အဲ့လိုမျိုးရေးပြီးတော့ဒီနေရာမှာငွေသွင်းစရာလေးကိုတစ်ချက်နှိပ်ပြလိုက်ပါဒီနေရာမှာကကျွန်တော်တို့နံပါတ်ရဖုန်းနံပါတ်ဖုန်းနံပါတ်ရထည့်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒီနေရာမှာ တကယ်လို့မိတ်ဆွေတို့ကမိတ်ဆွေတို့ရဲ့ KB မှာပေါ့နော်အခုမိတ်ဆွေတို့က KB နဲ့တွဲမယ်ဒါပေမဲ့မိတ်ဆွေတို့ရဲ့ KB မှာပတ်စံမရှိဘူးမိတ်ဆွေတို့ကတခြားတယောက်ရဲ့ KB နဲ့တခါတဲ့ဒီ gain တွေကိုပတ်စံထည့်မယ်ဆိုရင်ထည့်ပေးမဲ့သူရဲ့ KB နံပါတ်နဲ့သူ့ရဲ့ KB ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါရဲ့ပေါ့နော်တကယ်လို့မိတ်ဆွေတို့ရဲ့နံပါတ်ကပေါ့နော်ဥပမာပြောမယ်ဆိုရင်ကျွန်တော်တို့အောင်အောင်ပေါ့နော်အောင်အောင်ဒီမှာဒါကမိတ်ဆွေတို့ရဲ့ဒီမှာဖုန်းနံပါတ်ပေါ့နော်ဒီမှာဖုန်းနံပါတ်တစ်လုံးရိုက်ထားတယ်ဒါကပြင် ဒီဖုန်းနံပါတ်ပဲရိုက်ထားရပေါ့နော်ဒီလိုမျိုးရိုက်ထားလိုက်ရင် तू ကဒီလိုမျိုးပုံမှန်အမြဲဒီလိုဒီလိုပဲရှိတယ်ပေါ့နော်တကယ်လို့နောက်တစ်ကြိမ်ကျရင်မိတ်ဆွေတို့ရဲ့ KP မှာပေါ့နော်ပတ်စံမရှိဘူးမိတ်ဆွေတို့ရဲ့တခြားတယောက်ရဲ့ KP နဲ့မိတ်ဆွေတို့ပတ်စံထက်ကျင်နေဆိုရင်ဒီနေရာမှာတစ်ချက်ပြန်နှိပ်ပြီးတော့သူ့ရဲ့ KP ရဲ့နာမည်ကိုရေးလိုက်ပါပြီးရင်သူ့ရဲ့ဖုန်းနံပါတ်ကိုရေးလိုက်ပါပြီးရင်အတီးပြုတ်လိုက်ပါ Okay အတီးပြုတ်လိုက်ပြီဆိုရင်ဒီနေရာမှာဒီမှာဖုန်းနံပါတ်လေးကြာလာမယ်ပေါ့နော်ဒီဖုန်းနံပါတ်လေးကိုကျွန်တော်တို့ copy လုပ်ပေးရမှာဖြစ်ပါတယ်ဒီနေရာလေးက copy လုပ်လိုက်ပါနော် Okay ဒီနေရာမှာဖုန်းနံပါတ် copy လုပ်လိုက်ပါနော် copy လုပ်ပြီးပြီးတော့ကျွန်တော်တို့ KP ကိုသွားလိုက်ပါ KP ကိုသွားပြီးတော့ဒီဖုန်းနံပါတ်မှာ3ည9မထည့်ထားဘူးပေါ့နော်အဲ့တော့ KP မှာသွားပြီးတော့ကျွန်တော်တို့3ည9အရှိရာခံပေးရမှာဖြစ်ပါတယ်ပြီးရင်ဒီဖုန်းနံပါတ်ပေါ်တသိန်းခွဲဆိုတသိန်းခွဲငွေလွှတ်လိုက်ပါငွေလွှတ်ပြီးတော့ရင်ကျွန်တော်တို့လုပ်ငန်းစဉ်နံပါတ်တွေပဲဘာမှမလိုပါဘူးဒီဖုန်းနံပါတ်ကိုငွေလွှတ်ပြီးသွားပြီးဆိုရင်နံပါတ်တခြားတခြားစစ်ကြည့်လိုက်ပါနော်ဒီမှာနံပါတ်လည်းပြပါတယ်တင်းတင်းအောင်ဆိုရင်ဟုတ်ပြီငွေလွှတ်လိုက်ပါငွေလွှတ်ပြီးတော့ဒီအောက်ဆုံးမှာပေါ့နော် ီအောက်မှာဒီအောက်မှာကျွန်တော်နှစ်ချက်နှိပ်ပြရမှာဖြစ်ပါတယ်။โอเคကျွန်တော်တစ်ချက်ဒီမှာနှိပ်လိုက်မယ်ပေါ့နော်။တစ်ချက်နှိပ်လိုက်မယ်ပြင်ဒီလိုမျိုးလေးပေါ်လာမယ်နောက်တစ်ချက်ပြန်နှိပ်လိုက်ပါ။ဒါဆိုရင်ဒီလိုမျိုးလေးပေါ်လာမှာဖြစ်ပါတယ်။ပြင်အရင်လေးခဏဆောင်ပေးလိုက်ပါခဏနေရင်အကောက်ထဲကိုငွေဝင်ရောက်လာမှာဖြစ်ပါတယ်ပေါ့နော်။ဒါကတော့ကျွန်တော်တို့ငွေသွင်းတဲ့နည်းပေါ့နော်။ကျွန်တော်ဝတ်ပေးမှလည်းအဲ့ဒီပုံစံမျိုးပဲဒီမှာဝတ်ပေးမှလည်းအဲ့ဒီပုံစံမျိုးပဲခုနကျွန်တော်ပြောတဲ့ပုံစံမျိုးပဲနံပါတ်ရိုက်တဲ့ဒီနေရာမှာနံပါတ်ရိုက်တဲ့ဖုန်းနံပါတ်ရိုက်တဲ့ပေါ့နော်။ ဒါကိုယ့်ရဲ့ဝတ်ပေးနဲ့သွင်းရင်ကိုယ့်ရဲ့ဝတ်ပေးနံပါတ်နဲ့ဝတ်ပေးရဲ့ဖုန်းနံပါတ်ရိုက်ထည့်ပါတခြားတယောက်ရဲ့ဝတ်ပေးနဲ့သွင်းမယ်ဆိုရင်သူ့ရဲ့ဝတ်ပေးနံပါတ်ရဲ့သူ့ရဲ့ဖုန်းနံပါတ်ဒီမှာရိုက်ထည့်ပေးရမှာဖြစ်ပါတယ်